မင်္ဂလာပါဗျာဒါတော့ကျွန်တော်တို့အလုပ်ပည့်ရဆိုတော့အဲဟင်းချက်ဆရာတွားရှာတာဗောနော်ဒါတော့အညာဒေတာမှာအဲအစားအစာတခုဖြစ်တဲ့ပိတ်ဆွဲလို့ခေါ်တဲ့အပင်နေဗောနော်ဒါကိုပိတ်ဆွဲပင်လို့ခေါ်ပါတယ်ဗျာကျွန်တော်တို့အညာဒေတာမှာဆိုရင်ဒီပင်လေးတွေကိုခုလိုမျိုးအဲခုတ်ပြီးတော့ဗောနော်အနုအနုလေးတွေပါတဲ့ဘက်ကိုကျွန်တော်တို့ကယူတာဗောနော်အနုပါတဲ့ဘက်လေးယူပြီးတော့ ပြတ်တောက်ပြီးအနုပါတဲ့ဘက်ကလေးယူယူပြီးတော့ဒါလေးတွေကိုကျွန်တော်တို့ကအဲဟင်းချက်ဆာအရင်ကောင်းတယ်ဗျဒါလေးတွေကိုကျွန်တော်ဘယ်လိုလုပ်ဆောင်မလဲဆိုတော့ကြည်အောင်နော်ဒါလေးတွေကိုဖြတ်တယ်ဗျဖြတ်တယောက်ကခွာတယ်တယောက်ကဖြတ်တယ်တယောက်ကနှုတ်တယ်အာဒီလိုမျိုးလေးပေါ့ဗျအနုလေးတွေရအောင်ဒီလိုမျိုးလေးအနုပိုင်းလေးတွေရအောင်သူကအနုလေးတွေရအောင်ကျွန်တော်တို့ကယူလိုက်မယ်အနုပိုင်းလေးရောက်ပြီဆိုရင် ျွန်တော်တို့ကအဲ့နူပိုင်းလေးရောက်အောင်စောင့်အာအခုလိုအနူလေးရပြီဆိုရင်ကျွန်တော်တို့ကဒါဆိုရင်စားလို့ရတာပေါ့နော်ဒါလေးကိုထည့်အဲ့တော့ရေလေးပါလေးစေးဒါရေပါလေးစေးရေလေးပါလေးတက်တက်ခက်ခက်ပြောင်းရေလေးပါလေးစေးလိုက်မစင်တော့အောင်ပေါ့နော်စင်တော့ရေစေးပြီဆိုရင်ဒီတော့ပြုတ်လိုက်သူ့ပျော့နေအောင်ပျော့လိုက်သူ့ပျော့သွားပြီတရေလောက်ပျော့သွားပြီဆိုရင်တော့ ကျွန်တော်ဆယ်လို့ရပြီဗျဆယ်လို့ရပြီတူကိုကျွန်တော်တို့ချက်လို့ရပြီဗောနော်ဟွန်းစချက်နေပါပြီဗျတူကိုဒီလိုမျိုးလေးချက်စာကြည့်เนาะအရင်စားလို့ကောင်းပါလေခင်ဗျာကျွန်တော်ညမှာတော့တူကို base way လို့ခေါ်ပါတယ်ဟုတ်ကဲ့ပါ